င်္ဂလာပါကျွန်တော်အခု share လုပ်ပေးခြင်းတဲ့ video ကတော့ကျွန်တော်တို့ရင်းမျိုးခလုတ်လေးပါကြောင့်ခဏခဏပြရတာလေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဘယ်လိုထိန်းသိမ်းမလဲပေါ့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော် share လုပ်ပေးခြင်းပါတယ်ပေါ့နော်ရင်းမျိုးကိုဒါဆိုရင်ရင်းမျိုးပုံမှန် studio တွေတဲတော့မတူပေါ့နော်ဒါတွေကြတော့ကျွန်တော်တို့အခေါ်ဆို color o လို့ခေါ်တယ်ပေါ့နော်အဲ့ဒါ color o လေးပေါ့ဒီ color o လေးမှာလက်ဆောင်ချက်တွေကတော့အတူတူပဲပေါ့နော်လုံးဝ ွဲထွက်နေတာမျိုးတော့မရှိဘူးဒီအပိုပစ္စည်းတွေပါเนาะဈေးကွက်မှာလည်းအလွယ်တကူရှာဝယ်လို့ရတယ်ပေါ့เนาะအပိုပစ္စည်းရောင်းတဲ့ဆိုင်လေးမှာရှာဝယ်လို့ရတယ်သူကဝယ်မယ်ဆိုလို့ရှိရင်အစုံအစုံလမ်းလေးပါတယ်ပေါ့เนาะမျိုးလေးပါတယ်အဲဒါမျိုးလေးသုံးမျိုးပါတယ်ပေါ့เนาะကျွန်တော်တို့အဲဒါလေးရဲ့ဒါလေးရဲ့ဒါလေးရဲ့တခုတည်းထားဖို့လိုတာကကိုယ်ရဲ့ရင်မျိုးအဲပုံစံကဒီအရှိလေးတွေက မတူတာမျိုးရှိရတယ်ပေါ့နော်ဒီအရစ်အရစ်ပုံစံမျိုးလေးတွေမတူတာရှိရတယ်အမတူလို့ရှိရင်ဒါမျိုးကိုကတခုပဲလဲမယ်ဆိုရှင်ဥပမာပေါ့နော်ဒီកောင်လေးပဲလဲမယ်ဆိုလို့ရှင်ဒီဟာနဲ့မကိုက်တာမျိုးဖြစ်တယ်တော်တော်များများကတော့ပုံစံတူတယ်ပေါ့နော်ဒါပေမဲ့တချို့အိုးတွေကြတော့အရစ်မတူတာတွေရှိတယ်ပေါ့နော်ဆယ်လုံးမှာနှလုံးလောက်တော့အဲ့လိုမျိုးအရစ်မတူတာမျိုးတွေရှိရပေါ့နော်ဒါ အမျိုးအစားကြောင့်ပေါ့နော်ပစ္စည်း brand ကြောင့်ကွာထားတာမျိုးဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့သူကလည်းသူကြိုက်တယ်ပေါ့နော်ဒါမျိုးလေးတွေအစုံ၃ခုပါတယ်အစုံပဲလို့ရတယ်တချို့ဆိုခလုတ်လေးပဲပွဲလို့ရတယ်နော်ဒီဟာတွေတိတန်တော့ရောင်းတာတော့ရှားတယ်ပေါ့နော်ပြီးလို့ရှိရင်ဒါမျိုးအောက်ခံအပြားကြီးပဲလဲပွဲလို့ရတယ်နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီအဓိကပြောချင်တဲ့ဒီဗီဒီယိုမှာအဓိကပြောချင်တဲ့အကြောင်းအရာကကျွန်တော်ဒီခလုတ်လေး ဘာကြောင့်ခဏခဏပြရတယ်လဲနော်အဲ့ဒါဆိုတော့ကျွန်တော်ဒီခလုတ်လေးကိုအရင်ဆုံးဘလို့လုတ်ထားလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒီခလုတ်လေးကနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီဆိုရင်ဒီနှစ်ခုကဒီမှာရှိတဲ့ငုတ်လေးနှစ်ငုတ်ကဆက်သွင်းမှုရှိသွားမယ်အလုပ်လုပ်တော့မှာနော်ကျွန်တော်တို့မီးဖွင့်ပေးလုတ်တယ်လို့ပဲနှိပ်လိုက်မယ်ဆိုရင်ပြီးလို့ရှိရင်ဟုတ်ပြီဒါမီးကတော့ကျွန်တော်တို့ဒီလိုခလုတ်ကိုပြန်ပေးရတယ် ဂျင်းနျူကတော့ခလုတ်ကိုဒီတိုင်းပြန်မပေးချင်ပေါ့နော်တန်းပြန်ပေးချင်သူကဂျင်းနျူပတ်တာနဲ့အော်တိုတက်တဲ့ system ပေါ့နော်ထည့်ထားခြင်းနဲ့ထည့်ထားခြင်းနဲ့ဆိုတော့ပါထည့်တာလေဆိုတော့အော်ကျွန်တော်တို့ဒီအတော့မှာဒီမှာဆိုမှာပါအောင်ကျွန်တော်တာဖြုတ်ပါအနောက်အတွင်းမှာအပူခံဆန်ဆာဆိုပြီးတော့နော် temperature sensor လေးထည့်ထားရပေါ့နော်အပူအပူချိန်ကိုအာရုံခံပြီးတော့ကြတော့ကျွန်တော်တို့ အလုပ်လုပ်ပေးတဲ့ sensor လေးပေါ့နော်အဲဒီ sensor လေးထည့်ထားရပေါ့နော်အဲကိုဘတ်တို့ကိုလဲမယ်ပြုမယ်ဆိုရင်တော့နော်အဲအခက်ခဲရှိရပေါ့နော်ဒီဟာလေးတွေဖွင့်ရတာကတော့တချို့ပိုကြီးကြတော့ခက်ခဲတယ်ပေါ့နော်အဲဒီနတ်လေးဖြည့်ရုံနဲ့တမရဘူးတချို့ကြတော့နတ်မပါတာမျိုးကြီးလည်းရှိတယ်ဒါဆိုတော့လွယ်တယ်နော်ဒီအဘွားဟာလေးကိုအရင်ဖြုတ်လိုက်မယ် နော်ဖြုတ်ပြီးသွားရင်သူဒီနောက်မှာနက်လေးတလုံးပါတယ်ဒီနက်လေးတွေကိုကြည့်လိုက်ပါဒီနက်လေးတွေတော်တော်များများကနော်ဒီအပေါ်ကနေပြီးတန်ကြီးမတက်အောင်ကိုတင်ကိုအရန်ရည်တဲ့နက်လေးဆိုလို့တန်ကြီးအရန်တက်တာများဒီအထိုင်လေးတွေကလည်း နှက်ဆွဲရများလို့ရှိရင်ခဏခဏလဲရများဒီထိုင်လေးတွေကလည်းအနေထားမမှန်တော့အဲ့လိုဆိုရင်ဒီကလိုလေးကလည်းတော်နေတူအနေထားမရမဖြစ်တာမျိုးရှိတယ်လို့ပေါ့နော်ပုံမှန်နေထားမဖြစ်တာမျိုးရှိတယ်အဲ့တော့ကြတော့ကျွန်တော်တို့ဒီမှာဆိုရင်ကြည့်လိုက်ပါတော့အပေါက်လေးပါတယ်ပြက်ရတဲ့အဓိကအကြောင်းရင်ဒီခလုတ်လေးဒီခဏခဏအဓိကပြက်ရတဲ့အကြောင်းရင်ကနှစ်မျိုးလောက်ရှိရပေါ့နော်ပထမတစ်ခုကကြတော့ကျွန်တော်တို့ရေကိုအပြည့်ကြီးထည့်ခြင်းเนาะ ရေကိုအပြေးထည်ရေကိုအပြေးထည်လို့ရှိရင်ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရေနှေးကပပတ်ဆိုတဲ့အခါမျိုးမှာဒီအပေါက်ကနေတက်စင်ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးကိုရေဒီလာဆင်မယ်ပေါ့နော်ရေဒီလာဆင်လို့ရှိရင်ဒီဟာလေးဒီကတန်ကြီးတက်တက်တယ်နော်တန်ကြီးတက်တက်လို့ရှိရင်သူ့ရဲ့ဒီအပြားလေးကပုံမှန်နော်ဒီ temperature ဆန်းစားဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အပြားလေးကပုံမှန်အပူချိန် boiling point ပေါ့နော်တရား တရား၄လောက်ထားထားတယ်ဆိုလို့ရှိရင်အပူချိန်မှာ तू ကဒီကော်ရာကန်တာဖြစ်မယ်ဆိုလို့ရှိရင်မဖြစ်တော့ဘူးပေါ့နော်အဲ့လိုပို့ပြီးတော့ဆော့ပြီးတော့ပွက်တာမျိုးတွေမပွက်ခင်မှာတက်တာမျိုးတွေအလုံးမလုံးတော့တာမျိုးတွေပေါ့နော်ဟောပွက်လဲမတက်တော့တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဆိုတော့ပါလေးတွေနောက်ထပ်တစ်ခုထပ်ဖြစ်နိုင်လေဆိုလို့ရှိရင်ရှိဘယ်မှာတစ်ချက်ကရေအများကြီးထက်တာနော်ရေဒီကိုအဲဒီတမန်ဒီလောက်လောက်ဆိုရင်အကောင်းဆုံးပဲဒီထက်ပိုထည့်ပြီးဆိုလို့ရှိရင် ဒီပွက်တဲ့အခါမှာဒီဒါနဲ့ December မှာရေစက်တွေဆင်းပြီးတော့ဒီမှာတန်ကြီးတက်ပြီးတော့အလုပ်ပြတတ်တယ်။နောက်တစ်ခုကကျတော့ကိုယ့်ဘက်တကူလဲတာပဲဖြစ်ဖြစ်ဆိုင်မှာလဲတာပဲဖြစ်ဖြစ်ပေါ့နော်။ဒီငုပ်လေးတွေကိုတိတိမိမိဒီအစွက်လေးနှစ်ခုကိုတိတိမိမိကိုယ်ကမလုပ်ထားဘူးဆိုလို့ရှိရင်ပြန်တက်တယ်။နော်ဒီမှာအရင်ပူပြီးတော့ဒီအခြေလေးတွေကနဲ့ပြီးတော့ကော်လေးတွေပျော်ပြီးတော့ပေါ့နော်။နဲ့ပြီးဆောင်းပြီးတော့ပုံမှန်အလုပ်မလုပ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ အဲ့ဆိုတော့ဒီတံပြားလေးကအဓိကပဲเนาะဒီတံပြားလေးက temperature sensor ပေါ့เนาะအပူကိုအာရုံခံနေပေါ့တော့အပူချိန်ဘယ်လောက်ဆိုလို့ရှိရင်သူကဒီလိုမျိုးကိုယ်ရာကိုယ်ရာပြောင်းတာပြဖြစ်သွားတယ်เนาะကျွန်တော်ကိုနှိပ်ပြသလိုပဲเนาะအဲ့လိုမျိုးဖြစ်နေပေါ့เนาะအဲ့ဒါလေးကိုရှင်တို့ရဲ့အဓိကအချက်နဲ့ချက်ပေါ့เนาะတချို့ကြတော့ဒီ temperature sensor က အာယုခံတဲ့ဥစ္စာကနည်းနည်းလေးကွဲနေတာမျိုးရှိတယ်ပေါ့နော်အဲတချို့နာဂီတာအိုးတွေပါညာဆိုရင်ဒီတစ်ခုကောင်းတယ်ကောင်းတယ်ပေါ့နော်ဒီတံပြားလေးတွေကိုတကယ်ရွေရွဟာနဲ့လဲလိုက်လို့လည်းအဆင်မပြေတာမျိုးတွေဖြစ်တတ်တယ်နော်အဓိကကရေရေနွေးဒီခလုတ်လေးခဏခဏပြရတဲ့အကြောင်းရင်းကရေနွေးအပြည့်ထည့်တာအခုကကိုကလဲလိုက်ပြက်လို့လဲလိုက်ပြီမဲ့လေလဲလိုက်တဲ့အချိန်မှာဒီငါလေးတွေကိုတေချာအဆွလေးတွေတေချာမတက်ဘူးဆိုလို့ရှိရင်ခဏခဏပြတ်တတ်တယ်ပေါ့နော် အဲ့နှစ်ခုကတော့အဓိကကြောင့်တခြားအဒီကြောင့်လည်းဖြစ်တယ်လို့ပေါ့နော်တခြားနေရာမှာ loose review ဒီနေရာမှာပဲလာပူလာမျိုးတွေလို့အဲ့ဒါမျိုးတွေလည်းဖြစ်တယ်တယ်ပေါ့နော်ကိုကတကယ်လို့ခလုတ်လေးကြည့်ပဲလဲမယ်ဆိုရင်ခလုတ်လေးကြည့်ပဲအဓိကလဲလို့ရတယ်ညချင်းတကယ်လို့ပြင်ဆိုင်မှာပဲလဲလဲကိုကတကယ်ပဲလဲလဲလဲပြီးတော့လို့ရှိရင်ရေကိုအပြည့်မထဲဘူးတော့တိထားပေးပါပေါ့နော်ဆိုရင်ကျွန်တော်ဒီရလေးကိုပြန်တက်လိုက်ပြီနော်

တခြားသိချင်တာရှိရဆိုရှင်လည်းကျွန်တော်ရေ commentary မှာရှင်းခဲ့ပြလို့ရပါတယ်ဗောနော်ကျွန်တော်အားရင်အားတဲ့ခါလို့ sharing လုပ်ပေးပါမယ်ဗောနော်ကျွန်တော်သိတဲ့လောက်လေးပေါ့လေ့လာထားတဲ့လောက်လေးနော်တော်တော်ဆာဆာကြီးကတော့ဒီဒီဟာတွေမှာလည်းပါတယ်ပေါ့နော်ဘယ်ရဘက်ကိုကအစ်စ်လဲပြီဆိုရင် ဒီဒီမှာလည်းအစွန်းလေးနှစ်ခုပါတယ်ဗောနော်ဒီလိုကျိုးကျိုးဒီမှာဒါဆိုရင်ဒီအထိုင်နဲ့တူတူပဲတူတူပဲဆိုရင်ဒီကျိုးကလာတဲ့ဒီဝါယာကျိုးကလာတဲ့အစွန်းလေးနှစ်ခုကိုဒီမှာတေချာဆွတ်ဖို့လိုတယ်ဗောနော်ဒီမှာဆွတ်ပြီးတော့တုံးဖို့လိုတယ်ဒါဖို့ဒါပါလဲမယ်ဆိုရှင်နော်ဒါယူအပြားလိုက်ပါလဲမယ်ဆိုရင်ဈေးက3000 4000တချို့ကောင်းလာဆို6000လောက်ရှိအဲ့တော့ဒီအရလေးပဲလဲမယ်ဆိုရင်ဘာမှမကြောက်အစုံလိုက်ပါဒီလိုမျိုးကလိုလေးရဲ့ဒီကောင်လေးသုံးခုအစုံလိုက်ပါပါ အာ2500အဲ့ပတ်ချလေးလောက်ပဲရှိတယ်ပေါ့နော်နောက်ခုရှိရကအဲကျွန်တော်ဒီမှာကျွန်တော်ဒီမှာကပစ္စည်းအဲ့ပစ္စည်းလေးမရှိဘူးဖြစ်တယ်နော်ဒါလိုမျိုးပုံစံမျိုးဖြစ်နေနော်ဒါလိုမျိုးပုံစံမျိုးဖြစ်နေကွဲထွက်နေတဲ့ဟာမျိုးတခုရှိတယ်ခလုတ်ရဲ့ဒါမျိုးရဲ့ဟိုတခါလေးတွေ့ထားတဲ့ဟာမျိုးရှိတယ်နော်အဲ့ဒါ ကတော့ဈေးကွက်ထဲမှာတော်တော်ရှားရပေါ့နော်ဒီဒီခလုတ်ကဒီနေရာမှာနှိပ်လို့ရတာမျိုးပေါ့နော်အဲဟာကဈေးကွက်ထဲမှာမလာဘူးမလာပါတယ်ပေါ့နော်ပစ္စည်းကရှားတယ်ကဲလို့အဲ့လိုပစ္စည်းမျိုးကိုမှာအဖြစ်နေပြီအဲ့လိုပစ္စည်းပြက်နေတာမျိုးဖြစ်တယ်ဖြစ်တယ်ပေါ့နော်အဲ့လိုရင်းမျိုးရှိလို့ပစ္စည်းကလည်းအပူမရှိလို့ပစ်ထားရတဲ့ဟာမျိုးရှိရဆိုရင်ကွန်မန့်မှာကျွန်တော်မေးထားလို့ရပါတယ်ပေါ့နော်ကျွန်တော်ကျွန်တော်ဝယ်နေကြဆိုင်လေးရှိရပေါ့နော်လက်ညှိုးပေးလို့ရပါတယ်ဗျာဟုတ်ကျေးဇူးပါ